ဟုတ်ကဲ့မင်္ဂလာပါ။အုံကမီယာပရတုတာခဏကနေပြန်လဲကျေဇူးလိုက်ပါရယ်။အခုတခါပြောပြပေးမယ့်ဝိထုလေးရဲ့အမည်ကတော့ဆရာကြီးမင်းတိုင်ပင်မြရောင်မြေရေးသားထားတယ်။ဝိညာဉ်ရဲ့စေစားရာဆိုတဲ့ပရဝိထုအကြောင်းအရာလေးကိုစိတ်ဝင်စားဖို့ပြောပြပေးသွားမှာပဲဖြစ်ပါရယ်။ဝိညာဉ်ရဲ့စေစားရာလက်ပုတာမျိုးနဲ့စာရေးစရာအသင်းရဲ့ဖိတ်ကြားချက်ရဆရာမောင်တီးနဲ့ကျွန်ုပ်တို့ခီးနေခဲ့ကြလေတယ်။ ဆာရေးဆရာများဖြစ်ကြတော့ဆရာစုတင်ဆရာချောရင်ဆရာမူဆရာဟင်းနဲ့ကျောင်းဆရာဆရာမိုးဟင်းကျော်တို့ကလာရောက်တွေ့ဆုံ၍ကန်နာလန်စိုက်ပျိုးခင်းတက်ခွန်ခန်းတွင်တွေ့ဆုံမိတ်ဆက်စကားပြောကြအတွေ့အကြုံများပြောကြဟာတာနှောပြောကြရင်ကန်နာလန်ရှိရေပေါ်စီငားတိုင်းကနန်းတိုင်းပဇွန်တိုင်းများသို့လှည့်လည်လည်လာရင် ြီးနောက်လက်ဖက်ရည်ဆိုင် မောင်ရင်ကားဆိုင်တွင်ဧည့်ခံကြီးမွေးကြသည်ကိုယနေ့အထိအမှတ်ရနိုင်ပြီပါသည်။ထို့နောက်မြို့တွင်ရှိတကူးကြီးဇေဒီတော်များထိုင်တော်မူမြတ်စွာဘုရားကြီးများနှင့်ရှင်စောမြတ်ဇေဒီတော်ကြီးများအားတွားရောက်ဖူးမြော်ကြီးညိုခဲ့ကြပါသည်။ ထိုခီးတွင်2008ခုနှစ်ကနာဂေမုံနာ၏စူးကျူးများကိုမျက်ရည်လေစွာနှင့်ပြောပြခဲ့သောစာရေးဆရာဦးစုတင်ရဲ့ညီကိုမောင်နှမများ၏အနိဋ္ဌာယုံဖြစ်ရကလည်းလွန်စွာမှစိတ်မကောင်းစွာ ဖြစ်ခဲ့ရပါတော့တယ်ထို့နောက် အုံပြင်းစီရအုတ်ချုပ်ရင်မူဥခင်ရွှေနဲ့သူဇနီးတို့ကလာရောက်ခေါ်သဖြင့်ကျနုတို့ဆက်လီစီ၍ဆက်လက်ခီးနေကြပြီးရွေးမြေကြီးဖြတ်ကူးစဉ် အသေးရောင်းစရာနဲ့ကြုံခဲ့ရလေတယ်။ပင်လေးတမျှကျင်းဝန်းလာသည်ဟုကျွန်ုပ်တို့ကုန်းမြေသားများကမမြင်ဘူးလို့ကြောက်စရာကောင်းလာတယ်။တစ်ဖက်ကမ်းရောက်ဖို့တော်တော်နဲ့မရောက်နိုင်။တခွားခွန်ဝါရွက်ကလေးရေထဲမျောနေသလိုထင်ခဲ့ရလေတယ်။ထို့နောက်မြေကြီးနဲ့ဝင်သည့်အခါအုံပင်ဓဏိပင် ကုန်းသီးပင်များကနာခေရဲ့ဒံရဒံချက်များကြောင့်နလန်းမထူနိုင်တော့ဘီ။ ညနေပိုင်းတွင်ဆက်လီကွေအုံမင်းစုရွာနှင့်အောင်နိုင်ရွာကိုရောက်ခဲ့ရလေတယ်။လက်ပွတာနှင့်အောင်နိုင်ရွာဟာကုန်းလက်ဖြက်ကရှစ်မိုင်ခန့်သာဝေးလေတယ်။ထို့သောနနက်တနာရီတဲကဆက်လီစီရာဒီမှာညနေ၄နာရီလောက်အထိကြာခဲ့ရလေတယ်။ထို့နောက်ထူရွာရှိရွာဦးဖုံးတော်ကြီးကြောင့်ဆရာတော်ဘုရားကြီးအောင်နိုင်ဆရာတော်ကြီးအားတွားရောက်ဖူးမျောဂါရဝပြုခဲ့ရင်တမိုင်းချောင်းကိုဆရာတော်ကြီးကမိတ်ငယ်ဘူးတယ်။တကားကြီး ိုးတုံးကဒီရွာတွေမှာတပုံတွေခိုးအောင်ကြီးစုနေချိန်ကဖုန်ကြီးကရောက်လာတာဖုန်ကြီးမမြဲတဲ့အကြောင်းပေါ့ဗျာအဲ့ဒီခါကဒီရွာနာမည်ကအောင်နဲ့ရွာတဲ့တပုံမိုးအောင်နဲ့ကအုပ်ချုပ်နေတာကျုပ်ကအစိုးရနဲ့တပုံကြားညှိနှိုင်းဆောင်ရွက်ပေးတာလူလူတွေကသူတို့တောင်းချမ်းသူကြောက်လို့ဟိုပြေးဒီပြေးဖြစ်နေရတာကျုပ်ကစီလုံးပြီးတော့ဘူအောင်နဲ့ကိုညှိနှိုင်းပြီးတယ်ရွာကလည်းအောင်နိုင်လို့ပြောင်းခဲ့တယ် သူကသိမ့်မကြီးနေဘူးပေါ့ဗျာဒါနဲ့နောက်တော့သူအကုသူနဲ့သူရေနဲ့တေးသွားတယ်အဲ့ဒါနဲ့အောင်နိုင်ရွာလို့အမိတွင်ခဲ့တာအဲ့ဒီတုန်းကခွေလေတိတ်လားအစိုးရစစ်စီရေးကြောင့်တပုံမျိုးပြုတ်ခဲ့ရတာပေါ့ဒီရွာမှာကရင်လူမျိုးတွေနေကြတယ်မှန်မဖေဟာထူးခြားတဲ့ဂမ်ဘီယာအကြောင်းများရှိရင် အမိတ်ရှိပါဦးဖေဟာတကားကြီးမြတ်စွာဘုရားဟောထားတဲ့30တပုံစုရာဟာတကယ်တမ်းဆန်းစစ်ကြီးအမှန်ပဲကြား ငရဲတရိတ်ဆန်ပိတ်တာအတူရကဲအပဲက၄ပုံနက်ပြေက၆ထက်ညမာက20လူပုံက2ပုံနေရဲ့တရိတ်ဆန်ရဲ့ပိတ်တာရဲ့အတူရကဲရဲ့ကကျုပ်တို့လူပုံမှာကတ်နေတာနော်မဟုတ်ဘူးလားဒီတော့သူတို့ကွယ်လွန်နှိမ့်စားရောက်ရင်ဒီပုံတွေကိုတွားချရတာကုသူအကုသူပေါ့ဗျာသူလုတ်ခဲ့တဲ့ကောင်းမှုမကောင်းမှုကံကသူ့ကို စိမ့်မှန်ပါပဲထူတာကကျုပ်ဝိညာဉ်ဆိုတဲ့ပြိတ္တိစိတ် လောကီဝိပဿစိတ်ကိုဝိညာဉ်လို့ခေါ်တယ်နော်ရှိရှိဘဝကပြုခဲ့သောပုံညာပြီးသင်္ခါရကြောင့်ယခုဘဝကာမတုဂတိပုံနဲ့ယူပဘုံတွေ၌ပဋိတ္တိဝိညာဉ်ဖြစ်ရတယ်လို့ဆိုထားတယ်နော်တကားကြီးတို့မှန်လားပါဖေ။အမိန့်ရှိပါဖေ။ဒီလိုအဲ့ဒီကွယ်လွန်သူတဲ့ပဋိတ္တိစိတ်ကဖြစ်လာတဲ့အခါ မိခိုးကတ်တွေဖို့ရှာတဲ့အချိန်ဟိုတစ်ဖက်မှာဝင်းညင်ဖြုတ်ဒီတစ်ဖက်မှာဝင်ပူပြီးတွယ်ညိတက်တယ်အဲ့ဒါကို ဖုန်းကြီးတို့ဒီလက်ပုတ်တာနဲ့ချိန်ကြိုက်ကွဲမှာဖြစ်ခဲ့တဲ့ဖြစ်ရစံတစ်ခု ပြန်ပြောပြမယ်ဒီလိုပြလက်ပုတ်တာမှာကွဲလွန်သွားတဲ့တကားမကြီးကကလားလူမျိုးအတက်က60ကျော်သူတို့ဘာသာရညီမြုပ်တင်းညိုကြဖို့စီစဉ်ကြတယ်တဲ့အဲ့ဒီအချိန်အလောင်းကလှုပ်လာတယ်တဲ့ဟာအလောင်းကလှုပ်လာတယ်ဗျို့လှုပ်ကြပါဦးဟုတ်တယ် ဒါဆိုမတည်ဘူးဗျရေရေရေပေးပါဟာဟုတ်ပြီဟုတ်ပြီမတည်ဘူးဗျငါသမီးငါသားရိစီပြန်ပို့ပါငါ့ကိုဘဲခေါ်လာတာလေအမေဒီမှာသမီးတာဒီမှာပါမဟုတ်ဘူးငါသမီးငါသားမဟုတ်ဘူးငါသမီးကကရင်မလीမဟုတ်ပါဘူးအမေ အမေကဒီလက်ပုတ်တာကပါ အမေကိုအိမ်ပြန်ပို့မယ်မဟုတ်ပါဘူးငါကဟိုချင်းကိုက်ကွင်းကငါယောက်ျားကဖာဒီကြီးငါသမီးကကရင်မငါသားငယ်ကဖိုးခွားလီငါ့ကိုပြန်ပို့ပါဟဲဒုက္ခပဲဗျို့အဲ့ဒီလိုဖြစ်ပြီးတော့တကားကြီးရဲ့အဖွားကြီးကတငုံငူတရေရေပေါ့ဗျာနေတိုင်းလုပ်တယ်ဒေးွာပြန်ဆိုတော့အံ့ဩကြပဲနော်ပို့ထူတာကသူ့ရွာကချေငိုက်ကွင်းဆိုတော့အဲ့ဒီကိုသွားပြီးစုံစမ်းတော့မှအမှန်တကယ်အဲ့ဒီရွာကကေယမာကြီးတယောက်ကွယ်လွန်သွားတယ် သူ့ယောက်ျားသူ့သားသမီးနာမည်လည်းမှန်နေဒီတော့လူကြီးတွေရောသူ့ဆွေမျိုးတွေရောအခက်တွေ့ကြပြီတေတာကတော့နှစ်ယောက်စလုံးချင်းကိုက်ကွင်းရကေမကြီးကတော့မြေမြုပ်တင်းကျူလိုက်ပြီတကယ်မရှိတော့ဘူးလက်ပုတ်ကြာကကလမကြီးကအသက်ရှင်ပြီးတော့ခုသူပြောသမျှအားလုံးလည်းမှန်နေတယ်ဗျာကေမကြီးကတော့ဖြူဖြူစင်စင်ပေါ့နော်ဟိုကလမကြီးကတော့အသားကမင်းမင်းနေမှာပေါ့နောက်ထူးလာကလည်းတေးတဲ့နေတူတယ် ်တင်းကျူတဲ့နေတူတယ်တွေ့ခဲ့ရမယ့်ဝိညာဉ်က သူစီစားရာလေယာနေတဲ့သွားလို့ရသွားမယ်လို့ထင်နေ။နောက်တော့ခန္ဓာကိုယ်တစ်ခုတည်းဝင်ပူးပြီးအပီးဝင်သွားတယ်လို့လည်းပြောရမှာပေါ့။ဒကာကြီးတို့မှတ်လာပါဗျာ။တော်တော်ထူးပါရဲ့ဗျာ။နောက်တော့အဲ့ဒီကလမာကြီးကို ဆက်လီနဲ့တင်ခေါ်လာကြတော့သူကအကောင့်ပကတိအတိုင်းဆက်လီစီပြီးချင်းကိုင်ခွင်းရောက်တော့သူ့အိမ်ရှိမှစင်သူ့အိမ်ကိုတန်းတန်းမတ်မတ်ဝင်သွားတယ်။ဟိုရောက်တော့သူ့ယောက်ျားနမဲသားသမီးနမဲတွေခေါ်သူ့အိမ်မှာထားတဲ့ပစ္စည်းပစ္စည်းအများကိုပါမှတ်မိတယ်။ Now အိမ်ဘေးကသူ့ဆွေမျိုး သူ့မိတ်ဆွေကိုလည်းခေါ်တဲ့ကလာမကြီးကဘင်းကိုကရင်မကြီးအတန်တိုင်းထက်တူတူနေတာလေတော်တော်အံ့ဩကုန်ကြတယ်။သူသားသမီးတွေရော ရှုံးဝဲချငိုကြ အဲ့ဒါတော်တော်နဲ့မပြန်ဘူးတဲ့နောက်တော့လက်ပတ်တာကိုတော်တော်ချော့ခေါ်ပြီးနှစ်အိတ်တအိမ်နေသွားတယ်တဲ့တကကြီးတော်တော်အံ့ဩစရာဖြစ်ပဲနော်မှန်ပါ रे ဖေဟာဒီလိုဝင်းကြီးကူတာကိုတော့ကြားဘူးပါ रे ဖေဟာဟိုတယ်မှာပါတော့လွဲကိုမလွဲစီရပါဘူးဖေဟာဆရာဥတီရေကဂမ်ဘီယာမယုံတဲ့သူဖြစ်ပြီးဒီတစ်ချိန်တော့သူညင်းပေ၍မရတော့သူမှန်ကန်ကြောင်းဝေခံလာပါ रे ထို့ကြောင့်ကျွန်ုပ်ပို၍ဝမ်းတာတော်မိပါ रे ဘုန်းကြီးကမိလိန်နာမင်းကြီးကရဟန္တာအရှင် နာဂတိနာအားမေးလျှောက်ခဲ့ပူပြီးအရှင်နာဂတိနာဖြည့်တဲ့အဖြေကမင်းမြန်ဤရက်ဤပုံ၌ဖြစ်၍ဤရက်ဤပုံမင်းတည်ဤဤရက်ဤပုံ၌ပင်တည်၍အရက်တပါတော့ဘုံ၌ဖြစ်ရပြန်ဤတဲ့ဗျာထူရက်ထူပုံ၌ဖြစ်၍ထူရက်ထူပုံ၌ပင်တည်ပြန်ဤထူရက်ထူပုံ၌တည်၍အရက်တပါတော့ဘုံ၌ဖြစ်ပြန်ဤ မင်းမြန်ဤကတန်တရားပင်ဖြစ်၏။ဆိုတဲ့တကားကြီးတို့အဲ့ဒါတန်တရားလေတာကျုပ်တရားဟောတိုင်းထည့်ပြောပါရယ်။ဒါကြောင့်ခုနကဝိညာဉ်ဟာ အာနိစာပိတင်္ခါရကြောင့်အရူပဗုဒ္ဓ၏ပရိသေဝိညာဉ်ဖြစ်ရ၏။စိတ်စည်းစားရာကမစမ်းဘူးလားတကားကြီးတို့။မလာပါစမ်းကြေလှပါရဖေဟာအဲ့ဒါလွန်ခဲ့တဲ့နှစ်20လောက်ကဖြစ်ခဲ့တာတကယ်ဖြစ်ရမှန်တခုပါဗျာ မှတ်မိပါတယ်။ခုတော့အဲ့ဒီအဖွားကြီးလည်းမရှိတော့ဘူး။ဒီတော့ဝိညာဉ်ဆိုတာစိတ်တစ်ခုရုပ်ကိုယ်စဉ်ညက်စွာဖျားဟောထားတော့ဤကံမှန်နေပြီပေါ့တကားကြီးတို့ရဲ့ထို့ကြောင့်အောင်နိုင်စီရော်ကြီးဘဝနဲ့နဲ့ဆံမြန်းခဲ့ပြီးမိန်းကြားခဲ့သောဝိညာဉ်ရဲ့စီစားရာအမှန်ဖြစ်သောကြောင့်ဂါရဝပြု တင်ပြရခြင်းဖြစ်ပါတော့သည်။ဆရာမင်းတိုင်ပင်မြတ်အောင်မြေ ဟုတ်ကဲ့ဒါကတော့ဆရာကြီးမင်းတိုင်မင်းညောင်မြေရေးသားထားတဲ့ဝိညာဉ်ရေးစီစားရာဆိုတဲ့ပရဝိတ္ထုအကြောင်းအရာလေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်